ဟေးတိုက်ချွန်းမင်းအဲ့ဒီငက်ကိုဂဲနဲ့မှန်အောင်ပြစ်နိုင်မှာမလားမှန်ရင်မင်းတနေ့စစ်ဖို့ဖြစ်လိမ့်မယ်နေရာကချင်းတောင်နန်းဖလန်းမျိုးကနေကလေးမျိုးကိုအသွာလမ်းမပေါ်မှာပါမောင်တိုက်ချွန်းနဲ့အတူချင်းမျိုးသား35ယောက်ဟာဖလန်းမျိုးကနေကလေးမျိုးကိုခြေချင်းရှောက်နေကြပါတယ်အချိန်က1940ပြည့်နှစ်ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်ဒါပေမဲ့စစ်ဖြစ်ဖို့ရာတာဆူနေတဲ့အချိန်လေးဖြစ်ပါတယ် အင်္ဂလိပ်စစ်တပ်တွေဟာစစ်သားတွေကိုရသလောက်စုဆောင်းလျက်ရှိပါတယ်။အရေးဆိုရင်စစ်တပ်အင်အားတောင်တန်းမှဖြစ်မှာကိုအင်္ဂလိပ်အစိုးရကသိပါတယ်။အဲဒီလိုပဲဂျာမနီနိုင်ငံကလည်းဒီတပွဲမှာဘလို့ဝင်ကျဲရမလဲလို့စဉ်းဉဏ်ကြံနေတဲ့အချိန်ဖြစ်ပါတယ်။ဂျပန်ဟာအရှိအရှာတခွင်ကိုမျှော်ကြည့်ရင်တရေတများများကျနေတဲ့အချိန်ဖြစ်ပါတယ်။အဲဒီအချိန်မှာမောင်တိုက်ချွန်းစစ်ထဲဝင်ခဲ့ခြင်းဖြစ်ပါတယ်။မောင်တိုက်ချွန်းနဲ့အတူစစ်ထဲဝင်ခဲ့တဲ့အပေါင်းအသင်း35ယောက်ရှိပါတယ်။ ူတို့ကိုဖလန်းမျိုးကနေကလေးမျိုးကိုခြေကျင်ပို့ပေးပါတယ်။သူတို့နဲ့အတူအင်္ဂလိပ်စစ်တပ်ကတက်ကြွကြီးတယောက်လဲစောင့်ရှောက်လိုက်ပါလာပါလေ။မောင်တိုက်ချွန်းတို့ဟာဖလန်းနဲ့ကလေးလမ်းမပေါ်မှာလမ်းလျှောက်လာရင်ရောက်တဲ့ရရစကားတွေပြောနေကြပါလေ။ရွာအကြောင်းဆွေမျိုးမိဘတွေအကြောင်းပြီးတော့အခုဝင်ရတော့မယ့်ဗြိတိရှားစစ်တပ်အကြောင်းစသဖြင့်ပြောလာကြပါလေ။အဲ့ဒီခဏအတွင်းမှာရှေ့မလမ်းမကန်းကငှက်ကလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်ငှက်ကလေးကအမီးရှည်ရှည် အယောင်ကနီညွန်ညွန်နဲ့ဘာငှက်လဲလို့တော့အမြင်မပေးတတ်ပါဘူးအဲ့ဒီငှက်ကလေးကတစ်ပင်ပေါ်မှာနားလိုက်ထပြန်လိုက်နဲ့သူတို့လူအုပ်နဲ့ဝေးသွားလိုက်နီးလာလိုက်ပြန်တန်းလိုက်ပါလာပါတယ်လူအုပ်ထဲကတချို့ကငှက်ကလေးကိုခဲနဲ့လှမ်းပစ်ပါတယ်မထိပါဘူးနောက်ထပ်ပစ်ကြပါတယ်မထိပါဘူးငှက်ကလေးကသူ့ကိုခဲနဲ့ပစ်နေတာကိုတွေ့ပေမဲ့ခက်ဝေးဝေးကိုပြန်မသွားသူတို့လူအုပ်နဲ့ဝေးသွားလိုက်နီးလာလိုက်အဲ့ဒီအချိန်မှာစောစောကအတိုင်းစွန်ခန်းလို့ခေါ်တဲ့ချင်းမျိုးသားတအူးက ောင်တိုက်ချုံကိုမြှောက်ပေးနေပါတယ်။ငယ်ကလေးကိုခင်းနဲ့ပြစ်နေတဲ့သူတွေထဲမှာမောင်တိုက်ချုံမပါပါဘူး။ဒီတိုင်းသာချိနေပါတယ်။အခုလိုကို့အဖော်တယောက်ကမြှောက်ပေးနေတော့မောင်တိုက်ချုံလည်းမနေတာတော့ပါဘူး။သူဟာလမ်းဘေးကိုတစ်ချက်စောင်းခဲ့ကြည့်လိုက်ပြီးမငြင်းညာဖြစ်နေတဲ့လမ်းဘေးတောင်ဆုံးတနေရာကဂဲတလုံးကိုကောက်ယူလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ငယ်ကလေးကိုနှမ်းကြည့်လိုက်ပါတယ်။သူတို့လူအဘေးကနေကပ်ပြန်သွားပြီးခက်လန်းလန်းမှရှိတဲ့တစ်မြင်တစ်မြင်မှဝင်လာနေပါတယ်။ ။မောင်တိုင်ချုံဟာလက်ကိုတအားလှည့်ပြီးငှက်ကလေးကိုခဲနဲ့လှမ်းပြလိုက်ပါတယ်။သူ့လက်ထဲကခဲဟာလေကိုတိုးဝင်ပြစ်ထွက်သွားပြီးငှက်ကလေးကိုနောက်ကနေဝင်ပြီးထိမှန်သွားပါတယ်။ခဲပြစ်လိုက်တာနဲ့ငှက်ကလေးကိုထိမှန်ခြင်းစက္ကန့်ပိုင်းလောက်သာကြာပါလိမ့်မယ်။အရှင်ခက်ပြင်းပြင်းထိမှန်သွားတဲ့ခဲတံကြောင့်ငှက်ကလေးဟာဖုတ်ခနဲကျလာပါတယ်။သူ့ကိုချင်းမျိုးသားအဖော်ကြီးကအော်ဟစ်ပြီးကောင်းချီးပေးကြပါတယ်။အဖော်တူကငှက်ကလေးကိုပြေးပြီးကောက်ယူလိုက်ပါတယ်။ ခရီးတစ်ထောက်နားတဲ့အခါမီးကင်ပြီးစားဖို့ရာငှက်တကောင်တော့ရပြီ။မောင်တိုင်ချွန်းဟာငှက်အဒီကောင်လေးကိုတလက်စိုးစောကသူ့ကိုမြှောက်ပေးနေတဲ့စွမ်းခန်းကိုတလက်ကြည့်နေပါတယ်။အလကားပေရင်ဘီရင်ဟောပြောပြီးတဲ့သူ့ရဲ့ဖော်စွမ်းခန်းကပြုံးပြီးတော့ခေါင်းကိုတငိမ့်ငိမ့်လှုပ်နေပါတယ်။ပြီးတော့သူကပြောနေပါတယ်။ကောင်းနေဟဲ့တိတ်ကောင်းနေမင်းစစ်ဘူဖြစ်လိမ့်မယ်ကွာတဲ့။မောင်တိုင်ချွန်းကတော့ဘာမှပြန်မပြောပါပြောစရာလည်းဘာမှမရှိပါဘူး။ဘဲ့နဲ့မနစ်တနေ့ကမှစစ်ထဲဝင်ဖို့ဆုံးဖြတ်ခဲ့တယ် အခုထိလည်းစစ်သားမဖြစ်သေးဘူးပညာရည်ချင်းဆိုလို့လည်းအာရဂျင်းနဲ့ဆရာဘာမှမရှိဘူးအနာဂတ်အတွက်ရည်မှန်းချက်လည်းဘာမှကြီးကြီးမားမားမရှိဘူးရည်မှန်းစရာအခြေအနေလည်းဘာမှမရှိဘူးဒါနဲ့တောင်စစ်ဖို့ဖြစ်လာလိမ့်မယ်တဲ့ကဲယုံညင်ယုံမယုံညင်နေထူးရည်သည့်အာရုံဖြစ်မနေဘူးလားဒီလိုနဲ့မောင်တိုက်ချုံဘာမှပြန်မပြောလိုက်ခြင်းဖြစ်ပါတယ်အမှန်ကတော့ကိုယ်အကြောင်းကိုယ်ပဲသိပါတယ်မောင်တိုက်ချုံဟာဖလန်းတဲ့ကလေးခီးလန့်ကိုတမျောတခေါ်ရှောင်နေရင်သူလူဖြစ်လာခဲ့တဲ့ဘဝအစကနေပြန်ပြီးတွေးနေလိုက်မိပါတယ် အဲ့ဒီအချိန်မှာသူနဲ့အတူပါလာတဲ့အဖော်ရရဲ့စကားသံတွေကိုတော့သူမကြားတော့ပါဘူး။သူ့ရဲ့အတွေးရည်ရင်မှာငယ်စဉ်ကဖြစ်ရက်ကလေးတွေအစီအီပေါ်လာကြပါတယ်။မောင်တိုက်ချွင်းရဲ့အဖေနာမည်က Terry အမေနာမည်က Nine High မြန်မာလိုဆိုတော့ဥထန်ရီနဲ့ Don Nine High ပေါ့။ဒါပေမဲ့ချင်းနာမည်မှာဥရီ Don ရီတက်တာမရှိတော့ Terry နဲ့ Nine High အလို့သာခေါ်ကြပါတယ်။ရှေ့ကအကိုအမစသဖြင့်အရွယ်ကိုလိုက်ပြီးဆက်ခေါ်ကြပါတယ်။အဖေကိုကအူးတဲ့အကူကိုကဖားတဲ့ ။ဒါကြောင့်အဖေရွယ်ထံရီးကိုကဦးထံရီးလို့ခေါ်လိုက်ရုံနဲ့ဝေယဝုတ်တီသဘောအရွယ်ကိုလေးစားတဲ့အတော်နှုံဖြစ်နေပါပြီ။မောင်တိုက်ချုံကိုခရစ်နှစ်1923ခုနှစ်စောင်းရာသီမှာမွေးဖွားပါတယ်။မွေးတဲ့ရွာကတော့လူဗန်ရွာဖြစ်ပါတယ်။သူ့မှာမွေးခြင်းစုစုပေါင်း3ဦးရှိပါတယ်။သူ့ရဲ့အထက်မှာအမတယောက်သူ့ရဲ့အောက်မှာညီလေးတယောက်အမဖြစ်သူအပြိုပေါ်ဝင်စားမှာအဖျားယောဂာနဲ့တည်ဆုံးချပါတယ်။ညီငယ်ကတော့အသက်၈နှစ်အရွယ်မှာမမမကျန်းဖြစ်ပြီးတည်ချပါတယ်။ ညီကိုမောင်နှမတိုက်တိုက်ဝန်းဝန်းနေရတဲ့ဘဝမှာ तू မကြည့်ခဲ့ရပါဘူး။ငွေရွယ်စဉ်ကလေးကတကူတည်းရုန်းကန်ရတဲ့ဘဝမှာ तू လူဖြစ်ခဲ့ရပါတယ်။မောင်တိုက်ချော့အသက်၄နှစ်အရွယ်မှာအဖေကအူးထန်းလေးကွယ်လွန်ခဲ့ပါတယ်။အဖေကွယ်လွန်တဲ့အချိန်မှာသူ့ရဲ့ညီကလေးကိုအမေကမိဖွားပြီးတာ၃လကန်သာရှိပါသေးတယ်။သွေးနုနုသားနုနုသာရှိသေးတဲ့မောင်တိုက်ချော့ရဲ့အမေဟာငငယ်ရွယ်ရွယ်နဲ့မုတ်ဆိုးမှဖြစ်ရရှာပါတယ်။အဖေကွယ်လွန်ခြင်းကမောင်တိုက်ချော့မှာ၄နှစ်သာရှိသေးပေမဲ့ ူ့ရဲ့အာယုံမှာကြည်ဦးတဲ့ရုပ်ရှင်ကားတကားကို ပြန်စင်းစားသလိုတချို့တစ်ဖက်ကိုမှတ်မိနေပါတယ်။မောင်တိုင်ချွန်းရဲ့အဖေဟာတနေ့မှာသူ့ရောက်ခမတော်သူမောင်တိုင်ချွန်းရဲ့အဖိုးတောင်ရခုတ်ရံမှာလိုက်သွားခဲ့ပါတယ်။အဖေရောက်ခမကတောင်အောက်မှာဝါပင်နေခုတ်နေတယ်။အဖေကတောင်ပေါ်မှာတစ်ပင်တွေကိုခုတ်ထွင်ရှင်းလင်းနေတယ်။အဖေကတစ်ကန်းတွေကိုခုတ်နေတဲ့အချိန်မှာ လက်ချော်ပြီးဝဲပက်လက်မောင်းကိုကိုရမနဲ့ကိုခုတ်မိသွားပါတယ်။အဖေလက်မောင်းထံရကသွေးတွေထွက်တာများနေပါတယ်။ ရောက်ခမအဖိုးကြီးကလည်းဘာလို့ရောမသိပြန်ရခတ်နေပါလေ။ကြားလည်းမဖြစ်ဘူးလို့တွေးမိတဲ့သူ့အဖေကသူ့ကိုအမြန်ဆုံးအိမ်ပြန်ခေါ်ဖို့တိုက်တွန်းပါလေ။ဒီတော့မှပဲရောက်ခမအဖိုးကြီးကမောင်တိုက်ချွန်းအဖေကိုမနိုင်တနိုင်ထမ်းပို့ပြီးတောင်အောက်ကိုထမ်းယူလာခဲ့ပါလေ။ဒါပေမဲ့သူ့အဖေလမ်းမောင်းဒဏ်ရာကတော့သွေးထွက်လွန်ခဲ့ပါပြီ။မောင်တိုက်ချွန်းအဖေဟာဘာမှမဟုတ်တဲ့ဒဏ်ရာကလေးနဲ့ဆုံးခဲ့ရှာပါလေ။သူ့အဖေတေးတာကိုအဲ့ဒီအချိန်ကလင်းနေသားသာရှိသေးတဲ့မောင်တိုက်ချွန်းကောင်းကောင်းမှတ်မိနေပါလေ။ သူတို့အမေရဲ့ငိုပုံဒီဆွေမျိုးသားချင်းတွေပြေးဟဲလွားဟဲအလုံများနေပုံဒီအဖေလောင်းစင်ကိုပြင်ဆင်ရတဲ့သူတွေသူကောင်းကောင်းမှတ်မိနေပါတယ်။ဒါအပြင်တော့ထူးထူးခြားခြားဘာမှသတိမရတော့ပါဘူး။သူ့အဖေသေးပြီဆိုတော့အစိမ့်တွေသေးချင်းမလို့ရွာပြင်ထုတ်ပြီးတချို့ရပါတယ်။သူတို့ဒေသကချင်းမျိုးသားတွေရဲ့ထုံးစံရအစိမ့်တွေသေးတဲ့အလောင်းကိုဆွေမျိုးသားချင်းတွေကသာဂိုင်တွေရပါတယ်။ဒစိမ့်သူတွေကအနားမပင်မတီကြရပါဘူး။အစိမ့်တွေသေးရတဲ့အဖေလောင်းကိုရွာပြင်ထုတ်ပြီးစင်ကလေးနဲ့ထားရပါတယ်။ ပြီးတော့မီးသဂျိုကြပါတယ်မီးသဂျိုရမှာလဲအဖေရောက်ခမများရောက်ဖာများကသာဦးစီးဆောင်ရွက်ကြပါတယ်အဖေသေးပြီးတနေ့ခန့်ကြာမှာအမေဟာတပင်လဲမှုတပင်ထူပါတယ်အမေဟာလီပန်ရသားတုံးနဲ့အိမ်အောင်ကြပါတယ်အော်ဘယ်ဆိုးလို့လုံးငါ့အဖို့ငါနှစ်သားရွယ်နဲ့ပထွေးတက်ကလေးတယောက်ရပါပြီကောလို့မောင်တိုက်ချွန်းတွေးမိပါတယ်မောင်တိုက်ချွန်းဟာပထွေးအစ်စ်ဆက်ဆက်နဲ့တိတ်ပြီးပနာမစားပါဘူးပထွေးနဲ့နေရတာကိုမပြောသလိုဘာလို့လို့နဲ့အမေကလည်းသူ့ကိုပထွေးအိမ်မှာထားခြင်းဟန်မတူပါဘူး ဒီတော့လေတိုင်းလို့ရတဲ့ပက်ကလာမိုးရွာတာနဲ့အစင်းနဲ့ဖြစ်သွားပါတယ်မောင်တိုင်ချောဟာအမေနောက်ရင်နောက်ကြပြီးနှစ်လကြာမှအမေမောင် သူ့ဦးလေးတော်သူထံမှာတွန်းနေပါတော့တယ်ဦးလေးကဝေရင်ရောင်မှနေပါတယ်သူဟာလည်းတောင်ယာလောက်ကန်စားတော့တဲ့သူဖြစ်ပါတယ်မောင်တိုင်ချောဟာဦးလေးအိမ်မှာကြီးဆောင်ကြက်နေလို့ရင်တောင်ယာကိစ္စကိုကူညီလောက်ကန်ရင်ခိုကက်နေရပါတယ်ဦးလေးအိမ်ကိုမောင်တိုင်ချွန်းရောက်သွားခြင်းမှာသူ့ဘဝကိုပြီးပြီးပြင်းပြင်းဖြစ်လာအောင်တွန်းပို့လိုက်တယ်လို့ဆိုရမလားမသိဘူး အကြောင်းကတော့မွန်တိုင်ချွန်းဟာဦးလင်းအိမ်မှာနေပြီးစာတင်ကျောင်းကိုတက်ခဲ့ရခြင်းကြောင့်ဖြစ်ပါတယ်။စာတင်ကျောင်းတက်ခွင့်ရခြင်းအတွက်အထင်ကြီးစရာမလိုပါဘူး။အကြောင်းကတော့အဲ့ဒီအချိန်ကစာတင်ကျောင်းတက်ရသူတွေဟာအလွန်တရာမှကန့်ဆိုးသူ၊သူများမချစ်မနစ်သက်လို့ကြောက်တွန်းခံရတဲ့သူ၊ကိုယ့်ဘက်ကဘယ်သူမှယက်တီပေးမဲ့သူမရှိလို့မျက်နှာငယ်ရတဲ့သူတွေသာဖြစ်ပါတယ်။ဒီအကြောင်းကိုရှင်းပြပါအောင်မယ်။အဲ့ဒီခေတ်အဲ့ဒီအခါကမတူပြီးမှအစိုးရခန့်ပညာဥဟာချင်းရွာတွေကိုလှည့်လည်ပြီးចောင်းသားတွေစုဆောင်းပါတယ် အဲ့ဒီလိုစုဆောင်းတဲ့အခါမှာမောင်တိုင်ချွန်းတို့နေတဲ့ဘွေရင်ရွာကိုလည်းပညာဥက္ကာလွှတ်လိုက်တဲ့ CRA ရောက်လာပါတယ်။အဲ့ဒီအချိန်မှာချင်းတောင်တန်းလိုမဖွံ့မျိုးမတိုးတက်သေးတဲ့ကြီးရွာဒေသမှာအစိုးရအမှုရမ်းတွေကိုအလွန်ကြောက်ကြရပါတယ်။သူတို့ကိုစန့်ကျင်မဲ့မပြုရေးကြမပြောရေးကြမင်းလိုလိုက်ပြီးမင်းကြိုက်ဆောင်ကြရပါတယ်။ဒီတော့လဲအစိုးရခန့်ပညာဥက္ကာရဲ့ပြောစကားကိုမင်းတို့စကားမိုးကြိုးသွားလို့အမှတ်ယူရပါတယ်။ရွာမှာရှိတဲ့လူကြီးလူငယ်အားလုံးကလည်းပညာဥက္ကာမင်းကိုယိုသေးကြောက်ရွံ့ကြရပါတယ်။ လိုက်နာကျွန်းလို့ညရပါတယ်သူစကားကိုတသွေးမတိန်နားထောင်ညရပါတယ်ဒီလိုနဲ့မောက်တိုက်ချွန်းလို့ရွာဝေရင်ကိုကြောင်းသားစုရန်ဆရာတွေလာတဲ့အခိုက်မတူဘီမြို့မှာဖွင့်ထားတဲ့ချင်းစာလေးတန်းကျောင်းအတွက်ကျောင်းသားတောင်းပါတယ်ပညာအုပ်အမိန့်နဲ့ဆရာတွေကရွာသကြီးကိုခေါ်ပါတယ်စာသင်မဲ့ကျောင်းသားတွေကိုရှာဖွေပြီးမိမိနဲ့မြို့ပေါ်ကိုထည့်ပေးလိုက်ရမယ်ကျောင်းသားတွေစားဖို့တောက်ဖို့ဆန်တဲ့အမဲကြောင့်စတဲ့ရိတ်ခါတွေကိုလည်းထည့်ပေးရမယ် ဆရာရီနဲ့အတူမြို့ကိုလိုက်ပြီးကျောင်းနေရမယ့်အရေးကိုရွာမှာရှိတဲ့ကလေးငယ်များကတေးရမှထက်ကြောက်ကြပါတယ်မိဘရှင်တို့ကလည်းကိုသားကလေးတွေကိုမျက်စိအောက်ကအပြောက်မခံနိုင်ကြပါဘူးဒါကတော့ချစ်နှုံးလို့လည်းဖြစ်ပါမယ်ပြီးတော့စာတင်သွားနေတဲ့အချိန်ရွာမှာနွားကျောင်းမျက်နှုတ်မခိုင်းရတော့တဲ့အတွက်လည်းဖြစ်ပါတယ်မြို့ကျောင်းသွားပြီးအလကားအသုံးမကျတဲ့စာတွေဘာလို့တင်နေမလဲဒီလိုလဲတွေးကြပါတယ်ဒီတော့အဖြူရှိရင်အမဲရှိရပါမယ်အမေးရှိရင်အဖြေထွက်ပါမယ် ပြဿနာရှိရင်တော့ရှင်းနေလက်ရှိတာပေါ့ရွာမှာရှိတဲ့သားချင်းမိဘတွေဟာပညာအုပ်နဲ့ဆရာတွေလာပြီးလို့ကြားရတဲ့တပြိုင်တည်းကိုသားသမီးတွေကိုတောတဲ့တောင်တဲ့သွားပို့ထားပါတယ်အဲ့ဒီလိုပို့ထားတဲ့အချိန်မှာမိမိတို့သားသမီးစားတောက်ဖို့ရိတ်ခါပစ္စည်းနဲ့အိုးခွက်စလုံးပျော်ပွဲစားသွားသလားထင်ရပါတယ်ဒါမှလည်းကျောင်းဆရာတွေရန်ကနေလွတ်ပါလိမ့်မယ်ကျောင်းဆရာတွေဟာရွာမှာနားနေပြီးချော့တခါ၆တလိမ့်နဲ့တကြီးထံကနေကျောင်းသားတောင်းနေတဲ့စမြင်မဟုတ်ပါလား ဒီတော့အเจ้าဆရာတွေပြန်သွားမှကလေးတွေကိုတော်ရဲကနေပြန်ခေါ်ရပါတယ်။နောက်တော့လေကလေးတွေပါရွာကိုအเจ้าဆရာတို့လာခြင်းကိုပဲမျှော်နေကြပါလေ။သူတို့လာရင်တော်ရဲတောင်နဲ့သွားပြီးကောင်းကောင်းစားကောင်းကောင်းအိမ်ရင်စော့ကစားရင်ပုံနေရတော့မယ်။အလုပ်တွေလည်းမလုပ်ကြရဘလို့စင်ကြလဲတွေးတာကြည့်ကြပါတော့။ဒါပေမဲ့အเจ้าသားစုကိုလာတဲ့ဆရာတွေကိုလည်းအထင်မသေးပါနဲ့။သူတို့ကမရရတကချိုင်မယ်ဆိုသလိုအလွန်ဆွဲကြည့်ပါတယ်။ သူတို့ဟာတကြီးကိုအပိုင်ကင်ပါတယ်မိမိတို့အပြန်မှာကျောင်းသားဗနေရောက်ပါသွားအောင်စုဆောင်းပေးရမယ်လို့တကြီးကိုအမိန့်မှတ်ပါတယ်တကြီးဟာမိမိကြုံတွေ့ရတဲ့ပြဿနာကိုလွယ်လွယ်ရှင်းရအောင်ကြံပါတယ်သူကရွာမှာရှိတဲ့အိုနာကျိုးကန်ဒုက္ခိတတွေကိုခေါ်ပြီးထက်ဆင့်အမိန့်ထုတ်ပါတယ်စာတင်မှုရာမျိုးကိုလိုက်သွားကြမင်းတို့စားရတော့ရင်မပူနဲ့အစစရရလုံလောက်အောင်ရွာကထောက်ပံ့ပို့ပေးမယ်ဝေရင်ရွာအာနာရတကြီးမင်းရဲ့တစ်ချက်လို့အမိန့်တော့ဆိုပြီးလို့စုပါတယ်ကျောင်းဆရာတို့ဟာမိမိရှိကိုရောက်လာတဲ့ ။အိုနာကျိုးကန်တက်ကြီးရွယ်တွေကိုကြည့်ပြီးအတော်ပဲအားတက်သွားကြတယ်ထင်ပါတယ်။ခေါင်းကိုယမ်းပါတယ်။အခါခါယမ်းပါတယ်။ပြီးတော့လေဒေါသတကြီးချိန်ပေါင်းကြပါတယ်။အပြစ်တင်ပါတယ်။ဘယ်လိုလဲဒီတကြောအိုတွေအိုနာကျိုးကန်ဒုက္ခိတာတွေကိုဘာဖြစ်လို့စာတင်တော့မှာလဲ။လူကျင်နာကကြောင်းနေတဲ့ကလေးငယ်တွေပဲ။ဘယ်လိုလဲတကြီးရဲ့ဒီလိုဆိုရင်တကြီးရကနှုတ်ပယ်ခိုင်းလိုက်ရမလား။တကြီးလိုပုံကကောင်းသေးရလား။ရွာကကလေးငယ်တွေဘယ်ရောက်ကုန်ပြီလဲ။ ဒီလိုကျင်းလာမောင်းလာလို့တော့အာနာရတကြီးမင်းလည်းဘာလို့ရမှန်းမသိအောင်ကြောက်ထူးတုံရပါတယ်။သူဟာပကံနဲ့ညောင်ဦးတောင်ကူးမြောက်ပြီးရွာတော်ကြီးခွေးလိုရွာယူကိုပေါ့လျှောက်ပြီးစာတင်တဲ့ចောင်းသားကိုလိုက်ရှာရပါတယ်။ရှာတော်ကဘာတွေ့မလဲ။တရွာလုံးမှာရှိတဲ့ကလေးတွေကိုတော်တဲ့ပို့ထားတယ်မဟုတ်ပါလား။ဒီမှာရင်မောင်းတိုက်ချွန်းဟာတကြီးမင်းရဲ့တည်ရေးရှင်ရေးကိစ္စမှာကဲတင်ရှင်ဝင်လို့ရပါတော့တယ်။တကြီးကမောင်းတိုက်ချွန်းဦးလေးကိုခေါ်ပြောပါတယ်။တိုက်ချွန်းဟာမိမရှိဖားမရှိ ူ့ကိုမင်းတို့ကြွေးမွေးထားရတာဇေယျတောင်းကုန်သေးတယ်မဟုတ်လားဒီတော့ចောင်းစရာတွေနဲ့မြို့ကိုထဲလိုက်မင်းတို့လည်းတာဝန်ငင်းရောငါလည်းចောင်းစရာတွေအကြီးမောင်းကလွတ်ရောပေါ့မောင်တိုင်ချွန်းဦးလေးကအစကလေးကမောင်တိုင်ချွန်းအတွက်စိတ်မပူလို့တော်လေးကိုမပို့ထားတာဖြစ်ပါတယ်တကြီးကလာပြောနေတော့တကြီးဩဇာကိုလည်းဦးလေးကမပယ်ရဲဒါနဲ့မောင်တိုင်ချွန်းဟာချင်းစာတင်ရန်မြို့ပေါ်ကိုလိုက်သွားခဲ့ရပါတယ်ကောင်းသားပဲမောင်တိုင်ချွန်းတယောက်မြို့ပေါ်ကိုလိုက်သွားရမယ်ဆိုတော့လေတနာမဲ့သူမရှိပါဘူး မြို့မှာမိဝေးဖာဝေးဆင်းရဲရှာတော့မယ်လို့ကျင်နာထောက်ထားစဉ်းစားမဲ့သူလည်းမရှိပါဘူး။သူဟာမဲကြလို့ပင်လယ်ထဲခုံဆင်းပြီးတရားရှာတဲ့ကန်ဆိုးသူမောင်ရှင်လိုမျက်နာဇီးရွက်လောက်ကလေးနဲ့မြို့ကိုထိတ်ထိတ်လန့်လန့်လိုက်သွားရှာပါတယ်။ဒါပေမဲ့မောင်တိုင်ချွန်းတခုတော့တွေးမိပါတယ်။သူ့အဖို့တကောင်ကျွတ်တမျက်နာမဟုတ်လား။ဦးလေးအိမ်မှာနေရတာနဲ့မြို့ပေါ်တက်စာသင်ရတာဘာများထူးမလဲ။ဒီတော့ဘယ်မှာပဲနေနေသူတို့လူကြီးတွေခိုင်းတာလောက်လိုက်ရင်နားအေးတာပဲလीလို့ကိုကိုကိုအားပေးရပါတော့တယ် အဲ့ဒီအချိန်မှာ1936ခုနှစ်မောင်တိုက်ချွင်းရဲ့အသက်73နှစ်ရှိပါပြီ။ကို့မှာရှိတဲ့လက်မလောက်ညံကလေးကိုအသုံးပြုပြီးကျိုးကြောင်းမှန်မှန်မှန်မတောက်တခေါက်စစ်ဆီးတတ်ပြီလည်းဖြစ်ပါတယ်။မောင်တိုက်ချွန်းဟာမတူပြည်မြို့မှာရှိတဲ့ချင်းစာလေးတန်းအထိတင်ပေးနေတဲ့အစိုးရမူလနှမ်းကျောင်းမှာကျောင်းအိတ်ကျောင်းစားနေရင်ချင်းစာကိုစတင်တင်ကြပါတယ်။အဲ့ဒီအချိန်ကအစိုးရမူလနှမ်းကျောင်းမှာယခုမတူပြည်မြို့အစိုးရထက်တန်းကျောင်းနေရာမှာဖြစ်ပါတယ်။ ကျောင်းကတော့ဝကန့်နဲ့စောက်ထားတဲ့တဲတန်းရကြီးဖြစ်ပြီးတော့အမိုးကအသက်ကဲအကာကဝကက်အခင်းကလည်းဝါးချမ်းဖြစ်ပါတယ်။ကျောင်းသားရီကိုတော့ဝါးရဲကြီးတစ်လုံးနဲ့မှထားထားပါတယ်။ရှယ်ရီကကြီးကျယ်အုပ်ချုပ်ပါတယ်။ကျောင်းသားရီကိုအတင်းရုံမှခေါ်ဆောင်လာတယ်ဆိုတော့ကျောင်းပြည်တွေလည်းရှိတာပေါ့။ရွာပြန်တဲ့ကျောင်းသားရီကိုပြန်ဖမ်းဖို့ပြီးဖို့တကြီးကိုအမိန်ပေးပါတယ်။ကျောင်းသားအစ်တွေရဖို့လဲရှယ်ရီကရွာတွေကိုဆင်းရပြန်ပါတယ်။ကျောင်းသားရီရှာဖွေရသမျှဖမ်းဆီးပြီးမြို့ကိုခေါ်လာရပါတယ်။ ကျောင်းသားရှာမပြေးနိုင်တဲ့တကြီးကိုတပ်ဆိုင်ရာကဖမ်းဆီးအရေးယူတဲ့အထိတင်းတင်းကြပ်ကြပ်လုပ်ကြပါတယ်။ကြားတော့တကြီးတွေကရွာကိုအုပ်ချုပ်ဖို့ကိစ္စထက်ကျောင်းသားဖမ်းဖို့ရတဲ့အလုပ်ကိုအားကျိုးမှန်တဲ့လုပ်ကြရပါတယ်။ဒီလိုနဲ့မောင်တိုင်ချွန်းဟာချင်းစာပထမတန်းကျောင်းသားဖြစ်လာပါတယ်။တငယ်တန်းမရှိပထမတန်းကိုတန်းဝင်ရပါတယ်။အဲ့ဒီအချိန်မှာမောင်တိုင်ချွန်းတို့ရွာကဆိုလို့မောင်တိုင်ချွန်းတယောက်ပဲရှိပါတယ်။တခြားသောကစားဘော်တွေကကျောင်းဆရာတွေလာတဲ့အချိန်တိုင်းတောထဲကိုသွားပုံရင်းနဲ့အန်ရီကင်းနေကြဆဲပဲဖြစ်ပါတယ်။ ဒါပေမဲ့နောက်နှစ်မှာတော့နောက်ထပ်ကန်ဆိုးတဲ့သူတယောက်ရောက်လာပါတယ်။မောင်တိုက်ချွန်းတို့ရွာကပဲသူ့လိုအတင်းအကျပ်ခေါ်လာတဲ့အကြောင်းသားတယောက်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမောင်တိုက်ချွန်းဟာချင်းစာပထမတန်းအောင်ပြီးဒုတိယတန်းကိုတက်ရပါပြီ။သူ့နောက်မှာရောက်လာတဲ့အဖော်နဲ့သူတို့ပေါင်းမိကြပါတယ်။တမျိုးတရားမှာပဲတိုင်မင်မောတိုင်မင်ဘတ်တဦးရတော့သူရောသူတငယ်ချင်းရော အတက်မိကြပါတယ်။အဲ့ဒီအချိန်က ဖြစ်ရတဲ့ကိုပြန်စစ်ဆေးကြည့်ပြီးမောင်တိုက်ချွန်းကို့အဖြစ်ကိုပြန်ပြောမိပါတယ်။ မတူဘီမြို့မှာတောင်ပေါ်မြို့ဖြစ်တဲ့အတိုင်းအေးတဲ့လွန်ကင်းလီရှိပါတယ်။မောင်တိုက်ချွန်းထံမှာချက်ခုဆောင်တထည်ပဲပါလာပါတယ်။အင်ဂျင်လည်းမရှိ ချင်းဆောင်ကိုအမြဲတမ်းခြုံတိုင်းထားရပါတယ်။ခါမှာတော့လန်ကွတ်ဒီလေးတထည်ကိုဝတ်ထားပါတယ်။အဲ့ဒီလန်ကွတ်ဒီလေးဟာမောင်တိုက်ချွန်းပိုင်ဆိုင်နဲ့တခုတည်းသောဝတ်စုံဖြစ်ပါတယ်။စာတင်ရင်လည်းဒီလန်ကွတ်ဒီကလေးနဲ့ထမင်းစားတော့လည်းဒီလန်ကွတ်ဒီကလေးနဲ့ညအိတ်တော့လည်းဒီလန်ကွတ်ဒီကလေးနဲ့ဒီလန်ကွတ်ဒီကလေးကိုသူ့ရဲ့ဖောဘက်တော်ကိုဖုံးပေးထားနေတဲ့အတွက် မောင်တိုက်ချွန်းရဲ့အားကိုးစရာဆုံးဝတ်စုံလေးလည်းဖြစ်ပါတယ်။မတူပီမှာချမ်းတော့မောင်တိုက်ချွန်းတို့ကျောင်းသားတွေရေချိုးလေးမရှိပါဘူး။တကူရေတန်ရှင်းမှုဆိုတာတွေကိုဘာမှနားမလည်ပါဘူး။ CRE ကိုယ်တိုင်ကလည်းရေချိုးလေးမရှိတော့တပည့်တွေဖြစ်တဲ့မောင်တိုက်ချွန်းတို့ကိုရေချိုးခိုင်းလို့လည်းမရှိပါဘူး။ရေချိုးတဲ့ကိစ္စကိုလည်းအမြဲတမ်းလုံဆောင်ရမယ်လို့သူတို့ကလည်းမခံယူထားပါဘူး။ဒါပေမဲ့တခါတလေတော့ရေချိုးပါတယ်။ဒီတခါတလေဆိုတာကတော်တော့ကိုကြာတော့တခါတလေပါ။နှစ်လတခါသုံးလတခါကြာမှရေချိုးခြင်းဖြစ်ပါတယ်။ ဒီခါတော့လေရေမချိုးလို့မဖြစ်တော့လို့ရေချိုးရခြင်းဖြစ်ပါတယ်ဒီလိုပါမောင်တိုင်ချွန်းတို့ရေမချိုးတာကြတော့ကိုကထွက်တဲ့ချွေးနဲ့ကြီးတွေစုပေါင်းပြီးကိုနဲ့နေကမခံနိုင်အောင်ဖြစ်လာပါတယ်အဲ့ဒီအခါမှာတခါမှမလျှော်ပဲခါမှမြဲနေတဲ့လန်ကွက်ဒီမှာတန်းတွယ်လာပါတယ်တန်းနေများလာတော့ဟိုကိုကုတ်ဒီကိုကုတ်ရားတိုင်းကုတ်ရပြီးရားနာတွေပေါက်သူကပေါက်အခြေအနေကဆိုးလာပြီးဒီလိုအခြေအနေမှာမောင်တိုင်ချွန်းတို့ဘော်ရာနေចောင်းသားတွေဟာမတူပြီးမြို့ပြင်ထွက်ပြီးရေချိုးကြပါတယ်လန်ကွက်ဒီကိုလျှော်ဖွက်ကြရပါတယ် လန်ကုတ်ဒီမှာတွေ့ကပ်နေတဲ့တန်းတွေကထောင်ချီပြီးရှိပါတယ်သူတို့ကိုတကောင်ချင်းဆွဲဖယ်နေလို့တော့ဘလို့မှမဖြစ်နိုင်ပါဘူးဒီတော့မြို့ပြင်မှာရှိတဲ့ချောင်းဆက်မှာမီးမွေးပြီးလန်ကုတ်ဒီကိုပြုတ်သွားပါတယ်နှိုးစီဘူးကောင်ကလေးတဲ့ဆက်ပြာရီထက်လန်ကုတ်ဒီကိုလုံးထွေးပြီးထက်ပြီးတော့အောက်ကမီးထိုးပေးရခြင်းဖြစ်ပါတယ်ဒီလိုနဲ့လန်ကုတ်ဒီကိုပေါင်းတင်ရတယ်ဆိုပါစို့နိုင်ဘယ်လောက်ကြာအောင် လန်ကုတ်ဒီကိုပြုတ်ပေးရပါတယ်ဒီတော့မှလန်ကုတ်ဒီမှာဆွဲကပ်နေတဲ့အဟုတ်တန်းတွေကတည်တော့မှာကိုချမ်းသာသမျှသောလန်ကုတ်ဒီလေးကိုပြုတ်နေရတယ်ဆိုတော့ သူတို့ခါမှာအဝတ်မရှိကိုတုံးလုံးပဲနေရပါတယ်လမ်းကွက်ဒီပြုတ်ပြီးရှော်ဖွက်နေလန့်ထားတဲ့အချိန်မှာကိုတုံးလုံးလေးနဲ့ပါပဲမောင်တိုင်ချွန်းတို့ချင်းတောင်းသားတစုဟာမိမွေးတိုင်းဖမွေးတိုင်းချောင်းဆက်မှာနေပူစားလုံနေရပါတယ်လမ်းကွက်ဒီအချောင်းလန့်ပြီး၆ပြီးဆိုမှယူဖို့ကြပြီးမတူပြီမျိုးလဲပြန်လာရဲပါတယ်ခုခေတ်ပညာတရားမှာတော့ဆင်းရဲလာတယ်ဆိုတဲ့အကြောင်းသားတွေမောင်တိုက်ချွန်းတို့ခေတ်ကဆင်းရဲပုံမျိုးကိုမိရဲ့လားလို့မေးစမ်းကြပါတော့တယ်။ယခုအခါမှာစဉ်းစားတွေးကြည့်မယ်ဆိုတော့ အဲ့ဒီခေတ်ကမော်တိုင်ချွန်းတို့အခြေအနေကိုပြန်ပြီးသဘောပေါက်လာပါတယ်။အဲ့ဒီဒုက္ခတွေအခက်အခဲတွေဟာချင်းတောင်နှမ်းလိုမဖွံ့မြိုးမတိုးတက်သေးတဲ့ဒေသဖို့ထူးဆန်းလာတာတော့မဟုတ်ပါဘူး။အထူးသဖြင့်ကိုလိုနီဘဝသူကျွန်ဘဝနဲ့နေရတဲ့အခိုက်မှာဒီအဖြစ်အပျက်များဟာကြုံခဲ့ရတယ်မဟုတ်ပါလား။ဒီအဖြစ်အပျက်တွေကမဖွံ့မြိုးသေးတဲ့တောင်နှမ်းဒေသဖို့စနစ်ဆိုးခစ်ဆိုးတံကိုလှက်လှကြီးခံရခြင်းကြောင့်သာဖြစ်ကြောင်းယခုတော့မော်တိုင်ချွန်းနားလည်နေပါပြီ။အဲ့ဒီအချိန်ကမော်တိုင်ချွန်းတို့မှာဝတ်စရာမရှိ စားစရာကတော့အရှံပဲဖြစ်ခဲ့ပါတယ်။ဘောရာကျောင်းမှာရှိတဲ့ကျောင်းသားများရိတ်ခါနေသွားရင်မပူရပါဘူး။ပညာအုပ်ကကျောင်းသားတွေရဲ့ရွာတကြီးထံကိုအမိန့်စာပို့လိုက်ပါတယ်။အမိန့်စာဆိုလို့တည်တည်ချာချာကြာကြာနာနာစာရေးပြီးပို့တယ်မထင်ပါနဲ့။စာရွက်တွေကိုမှင်နီတုပ်ပြီးရွာတကြီးထံပို့လိုက်ခြင်းဖြစ်ပါတယ်။တကြီးကမှင်နီဆွနဲ့စာရွက်ကိုမြင်ရင်မျက်လုံးပြူးမျက်စံပြူးနဲ့ရွာထဲမှာရိတ်ခါစုပါတော့တယ်။စံနဲ့အမဲကြောင့်ဆက်သားခြေသားကြောင့်တွေစုပြီးငေါတိုက်ချွန်းတို့ကြောင့်ကိုအမြန်ဆုံးပေးပို့ရပါတယ်။မှင်ဒီရဲ့သဘောက ရေခါအမြန်ပို့မပို့ရင်ရွာတကြီးကိုအပြစ်ပေးအေးယူမယ်ဆိုတဲ့အနက်အဓိပ္ပာယ်ပါပဲ1940ခုနှစ်မော်တယ်ချွတ်အသက်16နှစ်ပြည့်ပြီးချင်းပါတာစာတင်ကျောင်းကစတုထရန်ဆောင်မှုပွဲကိုအောင်မြင်ခဲ့ပါပြီ လူမျိုးကြီးဖားဖားဖြစ်လာပေမဲ့လည်းမိမပိုးဖို့တွေဘာတွေစိတ်မကူးအောင်ပါဘူးကျောင်းမှာစာတင်နေတဲ့၄နှစ်တာကာလအတွင်းဝေရင်ရော်ကိုတစ်ခေါက်မှမပြန်မိပါဘူးတကယ်တော့ရွာမှာတန်ရုံးစင်တွေ့စရာလည်းဘာမှမရှိပါဘူးရှိတယ်ပဲထားအောင်မောင်တိုက်ချုံကတန်ရုံးစင်ထားမှာမဟုတ်ပါဘူး ဦးလေးအိမ်မှာစင်းရဲနှုံချစွာကဲ့ရဲ့စားတော့ခဲ့ရတဲ့အဖြစ်ကိုမောင်တိုက်ချွန်းအလွန်စိတ်နာခဲ့ရပါတယ်။ဒီရွာဒီဒေသကိုမပြန်တော့ဘူးလို့မောင်တိုက်ချွန်းဆုံးဖြတ်ထားခဲ့ပါတယ်။မောင်တိုက်ချွန်းစတုထထားအောင်တဲ့အခါမှာတော့เจ้าဟာဆရာကြီးရဲ့စီစဉ်ပေးချက်ရဖလန်းမျိုးကိုတွားရောက်ပြီးပညာဆက်လက်သင်ကြားရပါတယ်။ချင်းဘာသာစာကိုရေးတဲ့ဖတ်တတ်ပြီးစာကလေးပေကလေးရေးတဲ့ဖတ်တတ်ပြီးဆိုတော့မောင်တိုက်ချွန်းအတွေ့အကြုံကအရင်ကလိုဗလာတွေမဟုတ်တော့ဘဲနဲ့ကျိုးเจ้าချိန်ဆတဲ့အတွေ့အများဖြစ်လာပါပြီ။ ဒီအတွေးကတော့စာတက်အောင်သင်မယ်စာတက်ရင်တောပြန်ပြီးတောင်ရခုံရင်ဘဝတုံးတော့မှာမဟုတ်ဘူးမျက်စိပွင့်မယ်နားပွင့်မယ်ရှေ့မှာတက်လန်းနေရှိနေမယ်စတုထလန်းသာအောင်မြင်သေးပေမဲ့ချင်းကြောင်သားကလေးမောင်တိုင်ချုံဟာဒီလောက်တော့တွေးတဲ့ခေါ်တဲ့လာပါပြီဒါကြောင့်ဆရာကြီးကမောင်တိုင်ချုံကိုဖလန်းမျိုးကိုပို့ပြီးပြင်စမာလန်းဆက်တက်စီမယ်လို့ပြောတဲ့အခါမောင်တိုင်ချုံမငင်းခဲ့ပါဘူးမောင်တိုင်ချုံတို့ဟာဖလန်းမျိုးမှာပြင်စမာလန်းတက်ဖို့ဝင်ခွင့်ဆောင်ပွဲကိုဖြေဆိုရပါသေးတယ်အဲ့ဒီဆောင်ပွဲကိုအောင်းမှာ ဖလန်းမျိုးအစိုးရကအထက်တန်းကျောင်းပြင်ဆင်မှတန်းမှာပညာဆက်သင်ခွင့်ပေးပါတယ်ဖလန်းမျိုးမှာကျောင်းနေတဲ့အချိန်ပထမတစ်လအတွင်းမှာပညာအုပ်ဥအောင်တွေးရဲ့အိမ်မှာမောင်တိုက်ချွတ်နေရပါတယ်ကျောင်းတက်ချိန်မှာတော့ကျောင်းသွားပါတယ်ကျောင်းကပြန်လာတဲ့နေ့ဥအောင်တွေးအိမ်ကအိမ်ဦးကိစ္စအားလုံးကိုမောင်တိုက်ချွတ်ကတိုင်ခံပြီးလုပ်ပေးရပါတယ်ရေထန်းအမိုက်လဲထင်းခွေ ပကန်းစီတစ်ပင်ရေလောင်းတာကအစအောက်ခြေသင်းအလုပ်တွေလုပ်ရပါတယ်ဒီအလုပ်တွေလုပ်ရလို့မောင်တိုက်ချွတ်စိတ်မပြတ်ပါဘူး ပင်မနဲ့လို့လည်းမကြီးပါဘူးအမှန်ကတော့ထမင်းစားဖို့နဲ့ကြောခင်းစရာနေရာလေးရရုံနဲ့သူ့အိမ်အတွက်အခိုင်းစီတပွဲလုံးဆောင်ရခြင်းဖြစ်ပါတယ်ဒါကလည်းကိစ္စမရှိပါဘူးအေးကိစ္စရှိတာကတော့ပညာအုပ်သမီးနဲ့မောင်တိုက်ချွန်းရဲ့ပြဿနာပါပဲပြဿနာဆိုလို့အသက်16နှစ်ရွယ်မောင်တိုက်ချွန်းနဲ့ပညာအုပ်သမီးတို့ရဲ့ဟိုကိစ္စလို့မထင်လိုက်ပါနဲ့ဖြစ်ပုံကပညာအုပ်သမီးကမောင်တိုက်ချွန်းကိုမထင်ရင်မထင်သလိုခေါင်းခေါက်လိုက်နေရွက်လိန်ဆွဲလိုက်နဲ့အနိုင်ကျင့်ခြင်းကိုခံရလို့ပါ အလုတ်ပင်မန်းတာကိုတော့မောင်တန်ချုံမမှုပါဘူးအခုလိုအင်ရှင်ကနိုင်ထက်စီးနေလောက်လာတာကိုတော့ကြာရှည်သိမခံနိုင်ဖြစ်လာပါတယ်ခတ်တာကမောင်တန်ချုံအသက်16နှစ်ဆိုပေမဲ့အရက်ကပုပြီးကိုလုံးကညှက်ပါတယ်လူရွေကြီးဖားဖားရွယ်မဟုတ်ခိုင်းလို့ကောင်းငေါက်လို့ကောင်းကြောင်းသားရွယ်တာဖြစ်နေပါတယ်ဒီတော့လေအထက်တန်းကျောင်းသူမောင်တန်ချုံထက်လည်းအသက်အနည်းငယ်ကြီးသူအင်ကြီးရှင်တခင်မဖြစ်နေတဲ့ပညာဥသမီးဟာမောင်တန်ချုံကိုထုထောင်းလိန်ဆွဲနှိပ်စက်လို့ကောင်းနေပါတော့တယ် ခုလိုဘုဒ္ဓရဲ့ရည်ရည်ဗီဒီယိုတွေကိုအစ်စ်တင်နိုင်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာ။